ကျွန်တော်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ဒါရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကနိုင်ငံတော်အဆင့်ဒါချစ်ကြည်ရေးခီးထိတ်ခေါ်ချက်အရရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကိုဒီလ3ရက်နေ့ကနေပြီးဒီနေ့ထိပေါ့လေတပတ်ကြာခီးသွားခဲ့ပါတယ်တပတ်ကြာခီးသွားခဲ့တဲ့နေရာမှာကျွန်တော်တို့အနေနဲ့ကဒီသတင်းတွေကိုလည်းအချိန်မှန်ထွက်လုပ်ခဲ့တဲ့အတွက်အားလုံးလည်းမီဒီယာလည်းသိပြီးဖြတ်မှာပါဘာတွေလောက်ခဲ့တယ်ဘာတွေဆောင်ရွက်ခဲ့ဆိုတာသိပြီးဖြတ်မယ်ဒါတွေကို ျွန်တော်အကျယ်ချိတ်ပြီးပြောကျွန်တော်အဓိကတော့အဲနိုင်ငံအတွက်ဘာအကျိုးမြတ်ရှိခဲ့လဲဒါပဲပြောကျွန်တော်နိုင်ငံအတွက်အကျိုးမြတ်ဘာရှိခဲ့လဲဆိုတာကဏ္ဍဒီနေ့ကျွန်တော်ခွဲပြောနံပါတ်1ကတော့နိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နော်ဒီကဏ္ဍသုံးရနဲ့ခွဲပြောပြမယ်နိုင်ငံရေးနိုင်ငံရေးနဲ့ပတ်သက်ပြောကြအဲကျွန်တော်တို့အနေနဲ့ဒါအပြည်ပြည်ဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အာမခံချက်ရခဲ့တာကရုရှားနိုင်ငံဘီလာရုနိုင်ငံဒီမြန်မာနိုင်ငံဘက်ကရခိုင်နဲ့လည်းယက်တီခဲ့တယ်နိုင်ငံတကာမျက်နှာမှာခုလက်ဆက်လက်ယက်တီသွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရခဲ့တယ် နောက်ပိုင်းအချက်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးသိပြီးသားပဲရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီဇင်ဘာလအစောဆုံးဒီဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလအဲကျွန်တော်တို့ဒါဒုတိယပတ်လောက်မှာဖြစ်မယ်ဖြစ်မှာဖြစ်တော့ကြအဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြအဲဒီနိုင်ငံတွေအပြင်ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံအပြင်ကျန်တဲ့ဒါနိုင်ငံတကာထောက်ခံနေတာလည်းလုံဆောင်ပေးပြီလို့မြင်တာပြတယ်ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံတွေကဒါထထဒီဝင်ရောက်ထောက်ခံပေးမယ်ဒါအပြင်အဲဒီလေလာတွေအခွဲတွေလည်းလွတ်မယ် နေသားရေးအဖွဲ့တွေလွတ်မယ်အဒီလေးလာစောင့်ကြည့်ရေးအဖွဲ့တွေလည်းလွတ်မယ်ဆိုတော့ဒါခံယူချက်မျိုးရပါလားဒီတော့ပြည်သူတွေအတင်းနဲ့ဖွမ်းသားစရာကကျွန်တော်တို့ဒီဒီအဲပြည်သူတွေလူလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွဲမသွေပြန်သွားမယ်မလွဲမသွေဆောင်ရွက်ပေးမယ်အဒါဒီကျွန်တော်တို့အောင်မြင်ခဲ့တဲ့ဒါနိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပါတယ်။နောက်စီးပွားရေးကဏ္ဍစီးပွားရေးကဏ္ဍနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ရုရှားနိုင်ငံရောဘီလာရုနိုင်ငံရောဒီသူက ဒါမြင်မားတဲ့ရုရှားနိုင်ငံရောဘီလာရုနိုင်ငံရောဒီသူဒီဟိုတတို့ထက်ပေါ့နော်အဲတချို့နေရာဒီနိပညာတွေမြင်မားတဲ့ဟာတွေရှိတယ်အဲကောက်မီကျွန်တော်တို့နိုင်ငံဟိုခင်ဗျားတို့ကျွန်တော်တို့ဒီအတိုင်းပဲဒါစိုက်ပျိုးရေးမွေးမြူရေးအခြေခံတဲ့နိုင်ငံစိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံပြီးမှဒါစိုက်ပျိုးရေးမွေးမြူအခြေခံနဲ့စက်မှုစီးပွားကိုသွားမဲ့နိုင်ငံဆိုပြီးကျွန်တော်တို့သတ်မှတ်ထားတယ်။အဲဒါမျိုးလုံနိုင်ဖို့လည်းကျွန်တော်တို့မှာအခွင့်အလမ်းကောင်းကြီးရှိတယ်။ ဒါတွေကိုသွားနိုင်ဖို့အတွက်ဒါဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီလာရှားနိုင်ငံလုံးနိုင်ငံမျိုးတဲ့ကျွန်တော်တို့မတော်သေးဘီလာဒူးလိုနိုင်ငံမျိုးဘီလာဒူးလိုနိုင်ငံမျိုးမှာသူသည်မြန်မာသူဒူးရဲ့မြန်မာနိုင်ငံရဲ့အကျယ်ဝင်းထဲဘီလာဒူးနိုင်ငံသည်သုံးပုံတစ်ပုံလောက်ပဲကျယ်ဝင်းတယ်ကုန်သွင်းပိတ်နိုင်ငံဖြစ်တယ်ဒါအပြင်ဘီလာဒူးနိုင်ငံသည်သူသည်လူရည်ပေါ့နော်အများဆုံးကကိုတက်သမားဗန်းပဲရှိတယ်တနင်္ဂနွေလုံးမှာကိုတက်သမားသမားသို့တော့သူ့ရဲ့ GDP ပေါ့နော်စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းကနေရရှိခဲ့တဲ့ GDP သည်6ဘီလီယံဒီပါရှိတယ် 6ဘီလီယံနီးပါးရှိတယ်။အဲဒီမှာကြည့်လိုက်တဲ့အခါမှာသူစီဘာလုံးဆိုတော့ကြ Layer စိုက်ပျိုးမှု area ပေါ့နော်မြန်မာနိုင်ငံထက်တော့နည်းတယ်။ Layer စိုက်ပျိုးမှု area စိုက်ပျိုးနိုင်တဲ့ area နည်းတယ်။ဒါအပြင်ကန့်သတ်ချက်တွေရှိပါတယ်။အခုချိန်မှာဆိုရင်ဒါဘီလာရုနိုင်ငံရဲ့ရာသီဥတုပေါ့လေကျွန်တော်ရောက်သွားတဲ့အချိန်မှာရာသီဥတုနည်းနည်းတာရတယ်ရာသီဥတုနည်းနည်းတာရတာတောင်မှပဲဒီလာရုနိုင်ငံရဲ့ရာသီဥတုကကျွန်တော်ညာဘက်မှာဆိုရင်ကျွန်တော်အနှုတ်3ဒီဂရီ4ဒီဂရီလောက်ရှိတယ်ဒါတချို့နေရာတွေမှာလည်းဒီအမြဲတမ်းအေးနေတဲ့နိုင်ငံပေါ့လေ ိုက်ပြိုးဖို့အတွက်မြေကန့်တချက်ရှိတယ်။စိုက်ပြိုးဖို့အတွက်ရာသီဥတုကန့်တချက်ဒီလိုဒိုးဒီလိုမျိုးပေါ့နော်နိုင်ငံမျိုးတောင်မှဖြစ်သွင်းနိုင်ကျွန်တော်တို့လိုရေမြေရာသီဥတုပေါ့နော်ရေမြေရာသီဥတုကောင်းမွန်တဲ့နိုင်ငံတွေမဖြစ်သွင်းစရာအကြောင်းမရှိဘူး။လိုအပ်နေတာကျွန်တော်တို့ခင်မီစိုက်ပြိုးတဲ့ခင်မီရဲ့စိုက်ပြိုးမွေးမြူစနစ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါသဘောတူစာချုပ်တွေချုပ်ခဲ့တာရှိတယ်။ခင်မီရဲ့စိုက်ပြိုးမွေးမြူရဲ့စနစ်ဆိုတာလဲလိုအပ်တဲ့အချက်တွေအများကြီးရှိပါတယ်။ကျွန်တော်တို့တောင်တီတမားလေတော်ကနေတဲ့ဓာမျိုးဩဇာလိုအပ်ချက်တွေအဲဒီဓာမျိုးဩဇာလိုအပ်ချက်အတွက်ဆိုလဲကျွန်တော်တို့အနေနဲ့ ဖြည့်စည်ပြနေအောင်ဆောင်ရွက်လျက်ရှိတယ်။ရှားကျုပ်တို့ချုပ်ကြတာရှိတယ်။ဒါပြင်ဓာမြူဩဇာနဲ့ပတ်သက်ပြီးလိုအပ်ချက်အတွက်ဆိုရင်မြန်မာနိုင်ငံမှာပဲစက်ယုံတွေတည်ဖို့ဖိတ်ခေါ်ကြတာရှိတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့လည်းကျွန်တော်တို့ဒါဓာမြူဩဇာစက်ယုံတွေတည်နိုင်ဖို့အတွက်ကျွန်တော်တို့ဆောင်ရွက်နေတာပဲရှိပါတယ်။ဒါပြင်ကျွန်တော်တို့အနေနဲ့ဒါမြန်မာနိုင်ငံမှာဒါအဓိကအရေးပါတဲ့ဒါစီးပွားရေးဆောင်မရေနဲ့စိတ်ကန်ကြီး၃ခုရှိတယ်။ကြောက်ဖြူ၊သီလဝါအဲကျွန်တော်တို့ဒီတဝဲတဝဲရေနဲ့စိတ်ကန်ဒီရက်ဆိုင်နေရာကြာပြီ။ဒီတဝဲရေနဲ့စိတ်ကန်ကိုလည်းကျွန်တော်တို့က ရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ဒါပေါ့နော် MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်တိုးတော့ရုရှားနဲ့ဆောင်ရွက်နိုင်ဖို့ဆိုတာသူကအဓိကထားပြီးဆောင်ရွက်မှာပဲဖြစ်တယ်တိုးတော့ဘယ်နိုင်ငံမဆိုလဲဒီနေရာမှာပါဝင်လို့ရတယ်ကျွန်တော်ဒါထိတ်ခေါ်နိုင်တယ်ထိတ်ခေါ်လို့လည်းရတယ်အဲလှုပ်ဆောင်တဲ့လူတွေလည်းလှုပ်ဆောင်လို့ရတယ်လို့ကျွန်တော်တို့အနေနဲ့ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကလူမှုရေးပေါ့လူမှုရေးကဏ္ဍမှာအဓိကတော့ပညာရေးကျန်းမာရေးပေါ့သူတို့နိုင်ငံတွေကပညာရေးကျန်းမာရေးက အာမြင်မှကြတယ်ပညာရေးကျမ်းမာရေးဒီမြင်မှကြဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ပညာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးဆောင်ရွက်နိုင်ဖို့လဲကျွန်တော်တို့အဲဒီဆောင်ရွက်လျက်ရှိပါတယ်ဒီခီးစဉ်တစ်ခုလုံးကို အနစ်ချုပ်ပြီးပြောရမယ်ဆိုရင်တော့အဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက်ပြည်သူတွေမျှော်ပန်းနေတဲ့ကျွန်တော်တို့ရှောက်လမ်းမဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ပြန်သွားနိုင်ဖို့ပြန်လုပ်နိုင်ဖို့ပြန်ဆောင်ရွက်နိုင်ဖို့ပြန်ပြီးအောင်မြင်နိုင်ဖို့တိုင်းပြည်တွေပြည်လုံး ပိုပြီးဖွင့်တိုးတိုးတက်လာနိုင်ဖို့အတွက်ဒါအလားအလာကောင်းတွေကိုစောင့်ကြည့်နိုင်ခဲ့တဲ့ဟာခီးစဉ်ဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်။ရွေးကောက်ပွဲအတွက်ကျွန်တော်တို့ဒါဟိုဗောဒီခီးစဉ်မှာရွေးကောက်ပွဲအတွက်ဒါဒါရုရှားနိုင်ငံကရောဘီလာရုနိုင်ငံကရောလွတ်မယ်။ဒါပြင်ကျွန်တော်တို့အဲဒီပြည်နိုင်ငံတကာအကြီးအကဲတွေနေပဲဖြစ်ဖြစ်အဲဒီနိုင်ငံတကာဝန်ကြီးတွေနဲ့တွေ့တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြောခဲ့တာရှိတယ်။လွတ်မယ်ဆိုတဲ့ဂရီးခံယူချက်မျိုးလဲဆောင်ရွက်ပြီးဖြစ်ပါတယ်။အဓိကအားဖြင့်ဒေသတွင်းနိုင်ငံတွေကလည်း လွတ်ဖို့အတွက်ကောင်းပါတယ်လွတ်ဖို့အတွက်ကျွန်တော်တို့ဒါတော်ပြီးဖြစ်ပါတယ်ဒါအပြင်အဖွဲ့အစည်းတွေတချို့သောအဖွဲ့အစည်းတွေကလည်းဒီ observer တွေလွတ်ဖို့အတွက်ကျွန်တော်တို့တိုးဆိုပြီးဖြစ်ပါတယ်ထပ်မံလဲဆက်ဆက်ဆောင်ရွက်လည်းရှိပါတယ်ဘယ်တော့ပြောပြောကျွန်တော်တို့ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျွန်တော်မလွှင့်မသွေကျင်းပသွားမှာဖြစ်တယ်ကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့အခမ်းအနားနာကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုသွားပြီးဆိုလို့ရှိရင်လူငယ်အခမ်းအနားပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခမ်းအနားအရေးကြီးလဲဆိုတော့ကြ ဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာပါဗျာဟောနော်လူငယ်နဲ့ဟောလူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရဲ့လူကြီးတွေရဲ့အဲကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့ဟောနော်လူရင်ဆန္ဒပေါ့အဲလူကြီးတွေကတော့ ကြောင်းကြမှုပေါ့နော်ပြောရမယ်ဆိုအတူပြောပြလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်းကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရအလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံးလုံးပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင့်တမှု လူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုရှစ်စေနိုင်ပါတယ်လူကြီးတွေကြကြောင်းကြမှုလူကြီးတွေကြကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုကြဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲအဓိကကြိုးတက်ဖို့ကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ကိုယ်မမြင်ခဲ့တဲ့အကြောင်းရင်းက လူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကိုအတိုင်းအတာတစ်ခုတည်သူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာကြာလူကြီးတွေကဟောနော်နိုင်ငံအကြီးကြီးတဲ့ဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်းကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲ။မှန်ရင်အဲ့ဒီလူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တို့ကလက်ခံလိုက်တယ်။စက်ပြောလို့ပါဗျာပြောလိုက်တယ်။အဲ့တော့ကြာ လူငယ်တရားဘာလဲဆိုတာခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းမဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြည့်ပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ဗျာကြောက်ကြမှုတွေမရရင်ဘာဖြစ်တော့ကြောက်ကြမှုတွေမရရင်မဖြစ်ကြောက်ကြမှုအတိုင်းမရှိရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြည့်ပေးနိုင်ရင်တော့ဒီဟာစီအဲထပ်ပြီးတော့ကြာတိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ကတော့ကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာဒါ ဝန်ကြီးဌာနတခုသီးသန့်ဖွဲ့စည်းထားတာရှိတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာဟောနော်ဒါဖလားငါးတန်းဖွင့်ပြိုးတဲ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာဖွင့်ပြိုးတို့တဲ့ကျွန်တော်ဆောင်ရွက်နေတာရှိပါတယ်အဲဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါဒီနိုင်ငံဖွင့်ပြိုးတို့တဲ့အတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ပဲမြင်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိအမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်ရွက်မှာဖြစ်တယ်ဒါစီဘာလဲဆိုလူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်ခုနပြောလို့တောင်းတမှုနဲ့ကြောင်းကြမှုကိုခံချက်ညီအောင်ထိန်းနိုင်တယ်ဆိုရင်ဒါဒီပုံပုံတိုးတက်လာမယ်လို့ကျွန်တော်မြင်ပါတယ် အဲလူငယ်တွေအတွက်ကျွန်တော်ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုယ်နိုင်ငံဟောနော်ဓာတ်ထက်ညီညာရေးကိုယ်နိုင်ငံဓာတ်ထက်ပါရာရေးအတွက်ဟောနော်မိသူကအတိမပြုသည်ဖြစ်စေအတိမမပြုသည်ဖြစ်စေအဲမိမိတာဝန်ပဲမိမိတာဝန်ပဲအဲ့လိုခံယူပြီးကြလှုပ်သွားပေးကြပါလို့အဲကျွန်တော်ပြောချင်ပါတယ်ဗျအဲသူတို့နိုင်ငံဘက်ကမီဒီယာနဲ့ကျွန်တော်နိုင်ငံဘက်ကမီဒီယာတော့သူတို့မှလည်းဒါလိုပါပဲဟိုပေါ့နော်အဲသူတို့မကောင်းရေးတဲ့မီဒီယာတွေတော့ရှီကောင်းရှိမှာပေါ့ ဒါပေမဲ့မြင်တာကကျွန်တော်မြင်တာကဘာလို့ဆိုသူတို့နိုင်ငံဘက်မှာပေါ့နော်ခေါ်ထားတဲ့မီဒီယာတွေလှုပ်ရှားပုံဟွာပြုပုံကတော်တော်လေးကိုသူတို့နိုင်ငံသူတို့ဂုံယူတယ်သူတို့နိုင်ငံသူတို့ချစ်တယ်အဲသူတို့လူမျိုးကိုသူတို့ချစ်တယ်သူတို့လူမျိုးကိုသူတို့ဂုံယူတယ်သူတို့လောက်ရတဲ့ပုံကဂုံယူတာကိုကျွန်တော်တော်တော်မြင်ခဲ့ရတယ်ဒီပေါ့နော်အဲကျွန်တော်တို့ဒီဟွာပြုတဲ့အထက်မှာသွားလာတဲ့အထက်မှာအဲတချို့သောသတင်းထုတ်ပြန်ချက်တွေမှာသူတို့မီဒီယာတွေလှုပ်ရှားမှုတွေကိုခင်ဗျားတို့မြင်ရမှာပဲ ဒီလိုလှုပ်ဆောင်နိုင်ဖို့အတွက်ဒီလိုဖြစ်နိုင်ဖို့အတွက်အဲကျွန်တော်တို့ကလည်းကြိုးစားမှာဖြစ်တယ်မီဒီယာလည်းကြိုးစားမှာဖြစ်တယ်ကျွန်တော်အနေနဲ့မီဒီယာတွေပဲခင်ဗျားတို့လှုပ်ရမယ်ဖောင်ရမယ်ခင်ဗျားတို့လှုပ်တင်တယ်လို့ပြောတာမဟုတ်ဘူးအမှန်တကယ်တော့ DRC အစိုးရဘက်ကလည်းလှုပ်ပြရမှာဖြစ်တယ်မီဒီယာဘက်ကလည်းလှုပ်ပြရမှာဖြစ်တယ်အဲသူတို့နိုင်ငံမှာလည်းဆိုရင်ကျွန်တော်တို့တွေ့တာကမှဒီအလေးပေးဆက်ဆံတာတွေပြီးရင်နေရာပေးတာတွေပြီးရင်ပေါ့နော်မီဒီယာနဲ့ပတ်သက်ပြီးတော့ကြအားပေးအားမြောက်ပြုတာတွေတွေ့ရလို့သူတို့ကိုယ်တိုင်ကလည်းတော်တော်ကိုအရေးချင်းပြေးပါပါတယ်တော်တော်ကိုအရေးချင်းပြေးပါတယ်ဆိုတာ အဲကျွန်တော်တို့ဟိုဒါမီဒီယာတွေအများစုနဲ့မျိုးတစ်မျိုးရောက်ဝင်တိုင်းကျွန်တော်တို့တွေ့ရပါတယ်ထင်းတဲ့သူတို့မေးတဲ့မျိုးကိုနေရပါတော့နော်မထင်မှတ်တဲ့မျိုးကိုနေပြဒါကြောင့်မလို့အဲကျွန်တော်တို့အနေနဲ့တာဝန်ရှိသူများအပိုင်းလည်းလှုပ်ဆောင်ပေးမှာဖြစ်တယ်မီဒီယာများအပိုင်းကလည်းလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ဒါတွေကိုတက်ညီလက်ညီလှုပ်ဆောင်ဖို့လိုတယ်လို့မြင်ပါတယ်ဗျာလက်ရှိမြန်မာနိုင်ငံမီဒီယာအခင်းကျင်းအားမြောက်မှုပဲအဲလက်ရှိမြန်မာနိုင်ငံရဲ့မီဒီယာအခင်းကျင်းကတော့အဲဒါဥွင့်နေပြောရရင်တော့အမရဘူးလို့ပြောရမှာပေါ့ဗျာအမရဘူးဆိုတော့လည်းနှစ်ပိုင်းပေါ့နံပါတ်1အပိုင်းက ပြည်ပအနေရှိနေတဲ့ပြည်ဖြတ်မီဒီယာတွေရဲ့ဒါလုံဆော်မှုပေါ့နံပါတ်2ပိုင်းကတော့ပြည်တွင်းမီဒီယာတွေအနေနဲ့ကတော့ဟောပေါ့နော်ဒါကျွန်တော်စာနာပါတယ်ကန့်သတ်ချက်တွေအများကြီးရသူတို့လုံနေတာဖြစ်တယ်သူတို့မှခုနပြောတဲ့မျိုးချစ်စိတ်တို့နိုင်ငံချစ်စိတ်တို့မရှိဘူးလို့ပြောတာမဟုတ်ဘူးရှိတယ်ရှိပြင်မလို့ဒါဟိုပေါ့နော်သူတို့မှထင်းထင်းပေါ်ပေါ်ပြနိုင်ဖို့ပေါ့နော်ကုဝင်နေနေပြနိုင်ဖို့ဒါမဟုတ်ဒါရဲ့ရဲ့ရော်ရော်ပြနိုင်ဖို့ဗျာအခွင့်အလမ်းပေါ့ရဲ့ရော်ပြနိုင်ဖို့အခွင့်အလမ်းနေပါတယ်နေပါတဲ့အပြင်ကိုပေါ့နော် အဲသူတို့လည်းဒါထိန်းချောင်းပြီးတော့ကြကိုကိုထိန်းချောင်းပြီးလုံနေပြဗာပဲပြောပြောကျွန်တော်တို့ကဒီအဲရွေးကောက်ပွဲလုံမဲ့အခင်းချင်းရွေးကောက်ပွဲပြီးတဲ့ကာလတွေမှာတော့ပို့ပြီးပွင့်လင်းလာမယ်လို့မြင်ပါတယ်မြမမီဒီယာလည်းဒါတဲ့ပို့မှုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ကျွန်တော်အနေနဲ့ဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်